မင်္ဂလာပါရှင်ဆက်ဟနာရှင်ရွေးကောက်ပွဲပေါ်သူတို့အတန်းဆိုတဲ့အင်တာဗျူးစီစဉ်ကနေပြန်လဲကြိုဆိုပါရီဒီစီစဉ်ကိုတာဝန်ယူတင်ဆက်ပေးမှာကတော့ကျွန်မနော်အေတော့ကလေးပါမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေအထူးသဖြင့်စစ်ကောင်စီကပြုလုပ်မှုကြိုးစားနေတဲ့ရွေးကောက်ပွဲအပေါ်အလွှာအသီးသီးကဏ္ဍအသီးသီးမှအတန်တွေကို ထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့ကျမတို့ရဲ့အစီအစဉ်မှာတော့ Breaking Brainwash Media ရဲ့ Presenter တအုပ်ဖြစ်သူကိုဗီတာကိုမေးမြန်းသွားမှာဖြစ်ပါတယ်။ ူဗီဒါဟာပြောရအောင်မဲဆိုတဲ့စစ်ကောင်စီကိုတယောတဲ့အစီအစဉ်ကိုတင်ဆက်နေသူတဦးလည်းဖြစ်ပါတယ်။ကူဗီဒါရေးမင်္ဂလာပါရှင်။ပထမဆုံးအနေနဲ့ကျမတို့အစီအစဉ်ကိုလက်ခံဖြည့်ကြားပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ဒီ breaking brainwash media ကပြောရအောင်မယ်ဆိုတဲ့အစီအစဉ်လေးဘလို့စဖြစ်ခဲ့တာပါလဲဘလို့စီစဉ်ဖြစ်လဲဆိုတာလေးကိုပြောပြပေးပါဦးဟုတ်ကျွန်တော်ကတော့ကိုဗီတာပါအဲ စပြီးရောပေါ့နော်ကိုဗီတာကျွန်တော်တို့စပြီးဖြစ်ပေါ်လာတဲ့ဟာလေးရပေါ့နော် Breaking Brainwash Media မှာကျွန်တော်ကစပြီးရောဒီဒီ media ကိုစပြီးကျွန်တော်တို့ကြည်ရတာပေါ့နော်ကြည်ရဆိုခင်တာပေါ့ဒီရအောင်စတင်လုပ်တဲ့ဒီဘိုကြီးထက်မြက်ပေါ့နော် CDM ဘိုကြီးထက်မြက် message တွေကိုအားကြာမိသားစုတွေလို့ဖြစ်နေတဲ့ခါကျတော့ခင်နေခင်နေရှိရောတို့ရှိသွားကြရတာပေါ့နော်လဲကြနာအလုပ်ကိစ္စလေးတွေကျွန်တော်တို့စီရေးနိုင်ငံရေးတွေပြောကြရင်နေတဲ့ခါမှာအဲ့မှာတို့မှာ program လေးနောက်တစ်ခုပေါ့နော်အဲစပြီးရောလုပ်မယ် အဲစီစဉ်နေဒီကတော့သူတို့ကတော့ဆောင်းပါတို့ပေါ့နော်အဲစီစဉ်လေးတွေပါလေရေးလာပေါ့မေးလာတဲ့အခါမှာကျွန်တော်အလိုဆောင်းပါတွေပါလေရေးတာတဲ့ဒီတယောစာရေးတာတွေပေါ့နော်အတယောစာရေးတာတွေတယောစာတွေးတာတွေနောက်ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့ပေါ့နော်အဲပြောရတဲ့ဟာလေးတွေကိုကျွန်တော်ကဟိုဖတ်ရတာပေါ့အဲလေးလည်းဖတ်တယ်လေ့လာတယ်ကိုယ်တိုင်လည်းအဲမျိုးလေးတွေပြောတယ်ပေါ့နော်အဲ့တော့ပြောတဲ့အခါကျတော့ဒါလေးတော့လုတ်တယ်ဆိုပြီးတော့ ဟိုစပြီးတော့တို့နဲ့ဟိုမိတ်ဆက်ပြစ်တာပေါ့မိတ်ဆက်ပြစ်စကားတွေပြောကြရင်တည်းအားဒါဆိုရင်ဒီ program လေးတခုစမယ်ပေါ့နော်ပထမတော့ podcast ပုံစံမျိုးလေးနဲ့သွားမယ်ပေါ့နောက်ကြတော့ကျွန်တော်တို့ဟိုပြန်ပြီးတော့အပုံစံတစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ကဒီကိုဗီဒါဆိုတာကတော့ကျွန်တော်ဗီဒါဆိုတာကတော့ဟိုးအင်းကျွန်တော်စပြီးတော့နိုင်ငံရေးစဝင်နေရတာဒီနာမည်လေးကိုဒါအကြိုက်တယ်ပေါ့အဲဒီကတော့ဗီဒါပြန်အန်ကိုခဲပန်းပန်လျက်ပဲပေါ့ကျွန်တော်လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့ ဟာလေးကိုကျွန်တော်တို့ကြပြာလေးပေါ့နော်ရေးထားတဲ့ဟာလေးကိုဒီဟာလေးကိုသဘောကျတာအဲဘေဒါလေးကိုဆိုတော့အဲဟာလေးကိုကကျွန်တော်ကယူလိုက်တာပေါ့ကျွန်တော်ရဲ့ဒီနိမ့်နိမ့်လေးပေါ့ကလောင်လေးကကူပီတာအဲကူပီတာရဲ့ပြောရအောင်ပါဘာတွေပြောမလဲဆိုတဲ့ခါကျကျွန်တော်ရဲ့တိုက်ထဲမှာကျွန်တော်ကယူလိုက်တဲ့ခါကျလက်ရှိအဓိကက2021ကစပြီးတော့စစ်အာဏာကိုမတရားသိမ်းခဲ့ရတဲ့ဒါမင်းအောင်ဖလိုင်ပေါ့နော်သူ့အဓိကထားပြီးကျွန်တော်တို့ကဟိုတယောကျင်တာပေါ့နော်တယောကျင်တာကဟိုဆိုတော့မကောင်းဘူးပေါ့မဟုတ်ဘူးဆိုတဲ့ဟာကိုပြည်သူကိုသိစေချင်တာပေါ့ သူရဲ့လုပ်ရမဟုတ်ဘူးမမှန်ဘူးဆိုတဲ့ဟာကိုသိစေခြင်းနဲ့မတရားအာဏာသိမ်းနေဆိုတာကိုသိစေခြင်းနဲ့ဒါကိုအဓိကထားပြီးကျွန်တော်တို့ကတည်ရောကျင်တာပေါ့နော်အဲ့ဒါကြောင့်မို့သူ့ကိုကျွန်တော်ကအဲတလောင်နာမည်လေးကွဲပေးလေးပေးလိုက်တယ်အဲ့ဒါတော့ပူတူတူလေးပေါ့အားလုံးကတော့သူ့ကိုအဲမျိုးစုံပေါ်လေးပြောကြတာပေါ့နော်နာမည်မျိုးစုံပြောကြတဲ့တည်းကကျွန်တော်ကတော့ကျွန်တော်နာမည်နဲ့ live ဖက်တာလေးကိုကျွန်တော်ယူလိုက်တော့ပူတူတူလေးအဲ့တော့ကိုပီတာရဲ့ပြောရအောင်မယ့်စီစဉ်မှာပူတူတူလေးအကြောင်းအရအဓိကပေါ့ဟုတ်ကဲ့ပါအဲ ပြောရအောင်မယ့်အစီအစဉ်ကစစ်ကောင်စီကိုတယောတဲ့အစီအစဉ်တစ်ခုလို့တည်ထားပါဗျ။ဒီအစီအစဉ်ပါအကြောင်းအရာတွေဟာတာတွေကိုဘယ်လိုရှာဖွေစုဆောင်ပြီးတော့တင်ဆက်ပါသလဲ။ဟောအဲခုနကစပြီးပြောခဲ့သလိုပေါ့ခေါင်းစဉ်ရွေးတဲ့ပုတုတူလေးကို ပုတုတူလေးဆိုတော့ဒါအများအတွင်မှာလဲဒါမျိုးလုံးနဲ့မှမြင်ရင်သူ့ပုံစံလေးရတကယ်ရည်စရာလေးပေါ့ကျွန်တော်ရည်စရာဖြစ်အောင်လည်းဒီနာမည်လေးပေးထားတာပေါ့အဲ့တော့သူနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့လက်ရှိနိုင်ငံမှာသူလုပ်နေတဲ့လုပ်ရက်တွေပေါ့နော်သူပြောတဲ့မိန်ခွန်းတွေ အဲ့ဒီသူကြီးသွားလာတာတွေဒါတွေအကုန်လုံးကျွန်တော်တို့ကသတင်းအနေနဲ့တင်ဆက်ထားတာတွေရှိတယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ကဒါကိုဒီသူလုံရက်တွေကမဟုတ်ဘူးဆိုတဲ့ဟာပေါ့နော်လက်ရှိသူလုံနေတဲ့အခင်းချင်းတွေပုံစံတွေကအဲဟိုလုံးဝအမှတ်ပြောလို့ပေါ့ဘလော့ကောင်းမဟုတ်မတရားဘူးပေါ့နော်မှန်မှန်မှုဆိုတဲ့ဟာလေးကိုရေးပြချင်တာပေါ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကိုတယောတဲ့ပုံစံမျိုးလေးရောက်တဲ့ဟာဒါလည်းရအောင်ဆိုပြီးတော့ရေးတာတော့ကိုယ်တိုင်ရေးတယ်ပေါ့အဲဇလန်းရှာတယ်ဒီဟိုဟာလေးတွေကိုသတင်းလေးတွေကိုဖတ်တယ် နောက်ကျွန်တော်စာဖတ်ရတာပေါ့စာဖတ်တော့ဒီတယောတဲ့စကလုံးမှာသူ့ကိုကျွန်တော်တို့ကဟိုမိုင်ရိုင်းနေဆဲတယ်စကလုံးနေမပါဘူးပေါ့နော်ဆဲဆိုတဲ့ဟာတွေမိုင်နေစကလုံးမပေါ်ဘဲနဲ့လုံးဝဒီစာပင်နဲ့ဟာတတ်တက်ပေါ့နော်သူ့ကိုတယောတဲ့ဟာမျိုးဖြစ်အောင်အဓိကထားရေးရတာပေါ့အဲခုနကရှာတာတော့ဒီကျွန်တော်တို့လက်ရှိသတင်းတွေဖြစ်ပေါ်လာတဲ့ update ဖြစ်တဲ့သတင်းတွေရဲ့နောက်သူလုတ်ခဲ့တဲ့ဟာတွေပေါ့နော်သူရဲ့ပုံစံတွေရဒါလေးကိုပဲအဓိကထားပြီးဇာတ်ရင်တိဆောက်တာပေါ့ဟုတ် ီစီစဉ်ကိုတင်ဆက်ရင်းနဲ့ကြုံရတဲ့အမှတ်တရတွေဒါမှမဟုတ်လို့ရှင်စိန်ခေါ်မှုတွေရှိတယ်ဆိုရင်ပြောပြပေးပါဦး။အမှတ်တရတွေကတော့တော်တော်များတယ်ဗောနော်စပြီးလောက်ခါစားတော့ကျွန်တော်တို့အတန်သွင်းတာဟိုအတန်နဲ့ပဲရုံမပေါ့ကိုဗစ်ရာဆိုတာဟိုဘလူးမန်းမသိကြဘူးဗောအဲအတန်ရုံနဲ့ပဲကျွန်တော်တို့ကသွားရတယ်အဲ sorry အတန်နဲ့ပဲသွားရတယ်အတန်နဲ့သွားပြီးတော့လွှင့်တယ်နောက်ပိုင်းတဖြည်းဖြည်းနဲ့ဒါဒီဟိုလူတီများလာတယ်ဗောနော်ဒီအဲ BBM မှာလူတီများလာတဲ့ခါကျတော့ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ အဲကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးတော့ဒါကိုပေတာအဲဆိုလဲပုံစံမျိုးသိအောင်ပြောလာတာပေါ့အဲအတန်သွင်းတဲ့အချိန်မှာလဲပါအဲခက်ခဲရှိလဲဆိုတဲ့အခါကျတော့ဒီကတော့ဟိုဘက်ကဒါထုံနိုင်တဲ့ဘောဘက်ကလော်ဘီဒီအဲဒီပူတူတူလေးရဲ့တပည့်တပန်းနေပေါ့လေဟိုဘက်ကဒီစားကစားဘက်ကလူတွေကတော့ဒီဟာကြားတဲ့အခါကျတော့ထုံနိုင်နိုင်တာဆဲတာဆိုတာတွေဖြစ်လာတာပေါ့ဆဲတာဆိုတာတွေ6ထားတွေပေါ့နော်6ထားတွေဒါမျိုးတွေအဲပို့ပေးပို့လာတာတွေရှိရဲစားတွေရေးလာတာတွေပေါ့နော်နောက်ပိုင်းလူကိုယ်တိုင်မြင်လာတဲ့အခါကျတော့ပို့ဆိုးတာပေါ့ ဒီကောင်ကဘယ်ကောင်လဲဘယ်တော့မှပေါ်လာတာလဲဒီကောင်ကြီးပေါ်လာပြန်ပြီလားပေါ့နော်အဲဒါမျိုးတွေရအစပေါ့နောက်ပိုင်းခုနကပြောသလိုဖြည်းဖြည်းရေးလာတာတွေပေါ့ဒါတော့အခက်ခဲလို့တော့မဟုတ်ဘူးပေါ့ဒါပေမဲ့ခုနတခါကြာတော့သူတို့ဘိုင်းမှာလဲသူတို့ဖားတဲ့လူတွေကဆဲတာတွေရှိရအောင်ဟာဆဲတဲ့စကလုံးတွေကြာတော့တခါကြာတော့လဲဟိုခံစားသွားတော့မခံစားပါဘူးဒါပေမဲ့မြင်တဲ့ခါလဲတခါကြာဒေါသထွက်တာ feedback ပြန်နေတာပေါ့ဒါပေမဲ့ပြန်မှုမသိတော့ဘူးလေဒါကကိုကသူတို့ဟိုဟာဖြစ်တဲ့ဟာပေါ့သွားပြန်လို့အဆင်မပြေဘူးပေါ့အဲ့တော့သူတို့ပြောတဲ့စကလုံးတွေတော့အများကြီးပေါ့ ခက်ခဲရတော့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ကိုဗစ်ဒါဆိုတဲ့မျက်နှာလေးပေါ့နော်ဒီလိုအဲတယောဇာနဲ့ပေါ်လာတဲ့ခါကျတော့အဲအထူးသဖြင့်တော့ဟိုတချို့တွေကတော့ဒီညာနဲ့ကိုတော်လိုင်းနဲ့ပါလိုက်အင်အားစုတွေကတော့အားပေးတာပေါ့နော်အားညာနဲ့ပတ်သက်လို့အားပေးကြတယ်လို့ပါအားဒါမျိုးတွေပေါ့နော်ဝမ်းသာတယ်ကိုယ်ယူတယ်အဲခုနပြောသလိုကိုဗစ်ဒါကိုခင်ရတယ်ပေါ့ဒါပေမဲ့တကယ်တမ်းဒီဇကားစားကိုကြောက်လာတဲ့လူတွေပေါ့နော်ဇကားစားနဲ့ပတ်သက်ပြီးနေနေကြတဲ့လူတွေကြတော့အဲမခေါ်တော့ဘူး မခေါ်တော့စကားပြောရင်တော့မှအဲစာရီဘိုင်လန့်ဖို့နေကောင်းလားတော့မပြောတော့ဘူးပေါ့ဘာလို့တိဝါယူအဲဒီပုံစံနဲ့ဒီလိုမြင်သွားတာကိုဆိုတော့အဲ့ဒါလေးတွေတော့ရှိပါတယ်အပြောစရာလေးတွေကတော့ဝမ်းသာတာပေါ့နော်ကိုဒီလိုရင်းအင်အားစုတွေတွေကတော့အားပေးကြတာပေါ့ဒီဟာနဲ့ပသက်တာပေါ့နော်ကျွန်တော်ကလည်းဒါလေးနဲ့ပသက်တာကိုအဓိကထားပြီးတော့ပြည်သူကိုသိစေချင်တာပါဒေါ်လိုင်းအင်အားစုတွေလည်းသိစေချင်တယ်နောက်ကိုပြောလိုက်တဲ့အရာလေးခုလေးကအပန်းစိတ်ပန်းဖြစ်လို့စိတ်ပင်ပန်းနေတဲ့အချိန်မှာဝမ်းသာအားရတဲ့ရင်တစ်ခုအနေနဲ့ရောမော်ဒီတစ်ခုအနေနဲ့ရောဖြစ်စေချင်တာပါ ဟုတ်စစ်ကောင်စီကပြုတ်လုံမယ်လို့ကြေညာထားတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကုပေတာကဘယ်လိုခန်းစားရပါသလဲအဲဘူကတော့စစ်ကောင်မရှင်လို့သူတို့ကပြောင်းတာပေါ့နော်လူလူပါပဲအဲခုနခေါင်းပြောင်းသွားတာပေါ့ကျွန်တော်ပြောသလိုပဲဟိုခေါင်းဒီဒီခုနှစ်ထွေကားတွေကလည်းခေါင်းပြောင်းသွားတာပဲခေါင်းပြောင်းသွားတာပဲရှိတာဒီလူပါပဲကတာတော့ဒီလူပဲပေါ့နော်အသွင်ပြောင်းပုံစံပြောင်းမယ်ဒါလည်းဟိုးအင်းနှုံးတွေကရှိခဲ့တဲ့ဟာပေါ့နော်ရှိခဲ့တဲ့ဟာ ဆိုတဲ့ခါကျတော့ပထမဆုံးဒီသူတို့ရွေးကောက်ပွဲလုပ်မယ်လို့အတန်ကြားကြားချင်းရတော့ဂျင်းပေါ့ဒါပါပဲကျွန်တော်တို့အဲ့လိုပဲအတွက်တယ်ပေါ့နော်ဂျင်းထဲခံရတော့မယ်ပေါ့ဘုံမာတွေဘာလို့တော့အရင်တော့လည်းဒီလိုပဲတခုခုဆိုလို့ရှိရင်သူတို့ရဲ့နောက်ဆုံးလက်ွက်ပေါ့နော်ထွက်ပေါက်တို့ဂဲပေါက်တို့ဒီလိုမျိုးစုံတော့ပြောကြပေါ့နိုင်ငံရေးစကလုံးနဲ့အဲဆိုတဲ့ခါကျတော့သူတို့ကအစပထမမှာတည်းကကျွန်တော်တို့ကိုစစ်အာဏာစသိမ်းတဲ့ဟာသူကမဲမတမာမှုပေါ့နော် 2020ယူကပ်ဝဲမှာဒီကအပြတ်တန်နိုင်ရခဲ့တယ်ဒါအပေါ်မှာမဲမတမာမှုဆိုပြီးတော့အကြောင်းပြချက်နဲ့ဒါကိုလှုပ်တာပေါ့နော်အဲဒီ9နှစ်တာကာလအတွင်းမှာဒါအဲဒုနာပြောသလိုဒီအစိုးရတက်တန်းတစ်ခုကလည်း9နှစ်ဆိုတဲ့ဟာကိုဆိုတော့ရေကောက်ပွဲအမှတ်တရတဲ့ဒါ2025ဆိုတာပြီးကြပြီလေပြီးကြတယ်တက်တန်းကုန်တဲ့ချိန်မှာတို့ရဲ့ဒါကျွန်တော်ထင်မှားတယ်လက်ွက်ပေါ့နော်လက်ွက်နောက်ဆုံးထွက်ပေါက်နေတဲ့ဒီလိုပဲကျွန်တော်တို့ကတော့မြင်နေပေါ့ ဒီဘက်မှာတော့အစကြာကြာကြီးရတော့လုံးဝ crossing ပဲလုံးဝဟိုမဟုတ်တာပေါ့နော်မဟုတ်တဲ့ပုံစံမျိုးနဲ့တို့ကဒါစပြီးပြီးသူချင်းစထည့်တော့မယ်ပေါ့ခေဆက်ဆက်မှာလည်းဘလောက်ပဲ1990ဒီမှာလေရွေးကောက်ပွဲကျင်းပပေးတယ်နိုင်ရတယ်ဘာမှလုံမပေးခဲ့ဘူးဟိုအဲလိုပဲဒီဂျားကာလာတွေမှာလည်းအများကြီးပဲပေါ့နော်အခုကျွန်တော်2015မှာကျွန်တော်တို့တွေနိုင်ရတယ်အဲရွေးကောက်ပွဲအဲအဲ့ကနေစခဲ့တာပေါ့ အဲ့တော့ကိုဆိုးကလက်ထက်ပြန်ပြီးရောနောက်ထပ်တရားများတဲ့ရွေးကောက်ပွဲတွေလုပ်ကြရတယ်2020မှာနိုင်တယ်ဟောထက်ပြီးရောဒီလိုပုံစံပဲဆက်လုပ်ကြရတယ်ဆိုတော့တို့ကတော့ခုနကပြောသလိုခေါင်းစဉ်တခုခုလုပ်မယ်ဆိုရင်တို့ကနိုင်ငံရေးပေါ်လဲစီရခေါင်းစဉ်ပြောင်းကြရတယ်ဟာဒါစစ်အာဏာနဲ့အုပ်ချုပ်ထားတဲ့စီမှာဆိုခေါင်းစဉ်ကတမျိုးခုနကစစ်ကောင်စင်စစ်ကောင်စီပေါ့အဲ့ဒီဘက်ကြတော့အခုရွေးကောက်ပွဲလုပ်ခွင့်နေကြတော့စစ်ကော်မရှင်ပေါ့နော်အဲ့ဒီလိုပုံစံမျိုးနဲ့ပြန်ဘလို့ပဲပြောင်းပြောင်းမှာအတူတူပါပဲ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကတကယ်ပဲတရားမျှတပြီးလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်လာနိုင်ပါသလားတရားမျှတမှုကတော့မရှိပါဘူးလုံးဝမရှိပါဘူး။ဒါဆိုတကယ်တရားမျှတတဲ့ရွေးကောက်ပွဲလုပ်ခဲ့တာတောင်မှသူကအမမမှန်မှုပေါ့နော်မမှန်မှုမှားတယ်ဆိုပြီးဒီလိုပုံစံနဲ့ဆင့်အနာမတရားသိမ်းခဲ့တာ哦အဲ့တော့ဒီလိုလုပ်တဲ့လူကိုယ်တိုင်ရောတရားမျှတမှုဘယ်လိုလို့ရှိမှာတော့ သူတို့ကိုယ်တိုင်မတရားတမ်းမြီကိုအာဏာသိမ်းခဲ့တာ哦အဲ့တော့တရားမျှတမှုကဘလို့ပဲပြောပြောပါဇက်ကပြောပြောတရားမျှတမှုကလုံးဝမရှိပါဘူးနောက်ပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့အဲဒီနိုင်ငံရေးပုံစံအရလည်းသူတို့ဟာဒါကဘလို့မှတရားမျှတမှုမရှိနိုင်ပါဘူးဘာလို့ဆိုနိုင်ငံရေးကိုဘလို့ပဲသူတို့ကဟိုကောင်းတယ်ပေါ့နော် ပြည်သူကိုဟိုပြောင်းတယ်ပဲပြောပြောတစ်ဖက်မှာကြတော့လေလုံးဝပြည်တွင်းမှာဆိုပိုသိတာပါတယ်ပြည်သူတွေကိုနှိမ့်ဆက်နေတာတပ်ဖြတ်နေတာတွေ အကြောင်းမဲ့ဒါစီရေးမဟုတ်တဲ့ပြစ်မှတ်တွေကိုဟိုတက်ဖြတ်နေတာတွေပေါ့လေကျောင်းလဲဘုံကျဲတာတွေဆုလက်ပြုံးလဲတက်ဖြတ်တာတွေဒါကုဆိုလို့ရင်ဒီစစ်မှုထမ်းဥပဒေရမတရားပေါ်တာဆွဲတာတွေအဲဒါမျိုးတွေပေါ့နော်ဒါမျိုးတွေလုံနေတာကိုကပြည်သူပေါ်မတရားတာလေမတရားတာကြီးလုံနေတဲ့လမ်းတွေဒီရွေးကောက်ပွဲကိုသူကတရားမျှတပါတယ်လို့ဘလောက်ပဲအတန်ဟိဟိလုံးဝမတရားပါဘူးအဲကိုဗီတာခေါင်းစဉ်နဲ့ပြောလုံးရတော့ပြည်သူတွေရဲ့ဂျင်းပါတီပေါ့ဂျင်းထဲခံရမှာပါပဲ ဂျင်းထဲဖို့လုပ်နေတာပေါ့နော်ဒါပါပဲကျွန်တော်ကတော့ဟုတ်ပြည်သူလူထုရဲ့အကြောင်းမှရောဒီရွေးကောက်ပွဲပေါ်ဘယ်လိုမျိုးသဘောထားတွေရှိတယ်လို့ကြားသိပါတယ်လဲကျွန်တော်တို့ဒီတော်လှန်ရေးအားစုတွေအကုန်လုံးပေါ့နော်ဒီစေအနာသိမှုကိုမတရားဘူးဆိုပြီးတော်လှန်နေတဲ့ပြည်သူတွေအကုန်လုံးကတော့လုံးဝဒါဟိုကန့်ကွက်ပါတယ်မကြိုက်ကြဘူးပေါ့နော်လုံးဝကြိုက်မှလည်းမဟုတ်ဘူးပါဝင်ဖို့ဆိုတော့လည်းဝေလာဝေးပေါ့ဒါပေမဲ့ကျွန်တော်တို့တခုရှိတာတော့ပြည်တွင်းမှာနေထိုင်တဲ့ပြည်သူတွေအကုန်လုံးကတော့ဒါကသူတို့အနေနဲ့ကတော့ ဘယ်လိုခေါ်မလို့နီးရထားပေါ့နော်သူတို့ပြောသလိုပဲနီးရထားသူတို့ကဘာလို့ပြည်တွင်းမှာကပြည်ရတဲ့ဓာတ်အများတာကိုပြည်ရတဲ့ဓာတ်အများတယ်ခုနကလက်ရှိဟိုပဲဒီစစ်မှုထမ်းနဲ့ပတ်သက်လို့မတရားဟိုအနိုင်ကျင့်ခံနေရတာအများကြီးပဲနော်အထူးသဖြင့်ငွေပါတယ်လူပါတယ်အဲဒါမျိုးတွေရအစပေါ့နော်အကုန်လုံးလုံနေတဲ့အပေါ်မှာဒီပေါ်မှာလည်းအတင်းအကျပ်ကျွန်တော်ထင်တာတော့ဟိုစိတ်ခိုင်းလာတာတွေရှိလာနိုင်ပါတယ်ပြည်သူကတော့မကြိုက်ဘူးမကြိုက်ပင်မဲ့အတင်းအကျပ်ပေါ့နော်ဖြစ်ပေါ်လာနိုင်နေရှိရဲ့နောက်တစ်ခုက အဲသူကဘယ်လောက်ထိခုဆိုလက်ကွက်လေကွက်သုံးထားလဲဆိုရင်အင်းတော့ကျွန်တော်တို့ကရွေးကောက်ပွဲမှာဆိုလို့ရှိရင်မဲပေးပြီဆိုရင်ကျွန်တော်တို့ကဒစိတုံးထူရတယ်အမှန်ချစ်ရတယ်ဒီလိုလေးနေသွားကြတာဟုတ်အခုကြတဲ့ကောင်တွေကလက်ကွက်ကစက်ခလုတ်နှိမ့်မယ်အဲဒါနဲ့လည်းပတ်သက်လို့တရုတ်ပြတာတွေရှိရယ်ဆိုတော့ဒီစက်ခလုတ်နှိမ့်တဲ့ခလုတ်ကိုလည်းကင်ထားတာလည်းသူတို့လူပဲရွေးကောက်ပွဲကော်မရှင်ကပဲကင်ထားတယ်မဲယုံမှုကလည်းကင်ထားတယ်သူတို့ခံထားတဲ့လူတွေကလည်းကင်ထားတယ်အဲ့တော့ဘယ်ခလုတ်နှိမ့်နှိမ့်ပါဘယ်လိုပုံစံနဲ့သွားသွားဒီမဲပဲဖြစ်မှာပါပဲကျွန်တော်တို့ကတော့အဲ့လိုပဲတွေ့တယ် တော့ပြည်သူတွေကတော့အခုနပြောသလိုပေါ့ဤပညာနဲ့ပတ်သက်တာဖြစ်တဲ့အတွက်တချို့ကနားမလည်တဲ့အခါကျတော့ဒီကလုံးနှိမ့်ဆိုရင်တော့နှိမ့်ကြမှာပဲအဲဒီလိုပုံစံလုပ်ဆိုတော့လုပ်ကြရမှာပါဘာဖြစ်ဆိုအတွင်းမှာလည်းဖြေရတွေကဒါအများနေတာပေါ့တတိကျပြောရတာကတော့ပြည်သူတွေအကုန်လုံးကတော့လုံးဝဒီဟာကိုဝေကောက်ပွဲကိုစန့်ကျင်ကြမှာပါပဲဒီရေကောက်ပွဲကလက်ရှိမြန်မာနိုင်ငံအရေးအခြေအနေကိုပြောင်းလဲစေနိုင်တယ်လို့ထင်ပါသလား လက်ရှိတို့လုံမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကအကောင်းတဲ့အဆိုးဆိုလို့ရှိရင်အဆိုးဘက်ကိုများမယ်လို့ကျွန်တော်တို့ကထင်ပါတယ်။ဘာလို့ဆိုဆင်ရနာအသိမ်းပြီးဒီ၄နှစ်တာ၅နှစ်အတွင်းမှာပေါ့နော်မျိုးစုံတို့တွေလုတ်ခဲ့တာပဲမျိုးစုံပေါ့နော်အထူးသဖြင့်မတရားမှုတော်တော်များတယ်ပေါ့နော်မတရားမှုမျိုးစုံပေါ့အဲဆိုတော့တချို့တွေဆိုနိုင်ရှင်ကြပါတယ်ဦးတန်းရွှေလက်ထက်တုန်းကဟာနဲ့ဒါဦးဦးနေဝင်လက်ထက်ကဟာနဲ့မြောင်းလိုင်းလက်ထက်တုန်းမှာတော့ဒါအဆိုးဆုံးမဲ့ကာလဆိုပြီးတော့ဒါအရင်တော့မှီခဲ့တဲ့လူကြီးတွေရတာဒါဒီစကားတွေထွက်လာပေါ့နော် ဒီစကားတွေကိုပြည်သူတွေရလားဆိုတော့မဟုတ်ပါဘူးငိန်သားယူသွားတဲ့သူတို့ရဲ့ဗိုလ်မှူးကြီးတွေငိန်သားယူသွားတဲ့လူကြီးတွေကိုနိုင်ကိုကဒီစကားတွေပြောလာတာတွေရှိတယ်ဒီကောင်လုံနေတာကိုကအမတရားလာတာပေါ့နော်လွန်းလာတဲ့ဆိုတဲ့ဟာမျိုးတွေအဲဒီကိုကောင်းဆန်တယ်ဆင်ရနာရှင်လုံးဝဆန်တယ်ဆိုတဲ့ဟာမျိုးတွေပေါ်လာကြတာပေါ့နော်အဲ့တော့ဟိုအကောင့်မဲ့နဲ့ဆိုးပဲလို့ပြောလို့ရှိရင်ဆိုးပဲကိုပုံများလာနိုင်ပါတယ်ဘာလို့လဲဆိုတော့စင်ရင်းအရာရောနိုင်ငံရင်းအရာရောသူတို့မှာကဘာမှဟိုပွင့်လင်းပြောလို့ရှိရင်ဆုံးရှုံးနေတာတွေများတယ်ပေါ့နော် ဟိုဘလူးမာကူမာဟိုကူသူတို့နီနာအတိုင်းဝိုင်းပေါ့စတက်ကဲအတိုင်းဝိုင်းနေသူတို့ရဲ့သူတို့နီနာမှာသူတို့ဒါထောက်ခံနေတဲ့အတိုင်းဝိုင်းကလွဲလို့ကျန်တဲ့ပြည်သူသူတို့မျှော်လို့မရပါဘူးအဲဒါကြောင့်မလို့စိုးချိုးကိုပဲသွားမယ်လို့ကျွန်တော်ကမြင်ပါတယ်ပို့ပြီးပြိပက္ခတွေပိုများလာနိုင်တယ်နောက်ပြီးစည်ရင်ချင်းတွေပို့ပြီးတော့တင်းမာလာနိုင်မယ့်အနေအထားမျိုးတွေသူတို့ရှိပါတယ်ဟုတ် ဒီရွေးကောက်ပွဲကိုပါဝင်တင့်တယ်လို့တချို့ကလည်းပြောကြတယ်ပေါ့နော်တချို့ကလည်းသပိတ်မောက်တင့်တယ်လို့ပြောကြပါတယ်ဒီအပေါ်မှာကိုပေတာရဲ့ကိုပိုင်အမြင်လေးကိုပြောပြပေးပါဦးအဲအဲ့ဒီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့သူတို့ကလည်းအဲ့ပလန်ကိုရှိတယ်ရွေးကောက်ပွဲမနည်းခင်အခု6800ဇာပေါ့အဲအဲ့6800ဇာပလန်နေစပြီပေါ့နော်အဲမှာ အဲကျွန်တော်တို့စပြီးတို့ဖွဲ့စည်းပြီးကော်မတီတရက်ကိုအဖွဲ့စည်းတရက်ကိုတို့ကဘာလို့လို့တခုကောင်းတာတို့ဘက်မှာအဖွဲ့စည်းတခုကိုတည်တံ့ဖွဲ့ပလိုက်တယ်ဗျဘာလို့လို့ပေါ့နော်ဒီတိုင်းမပြောဘဲနဲ့ဟိုတို့ကဖွဲ့စည်းတခုဒါကခုနပြောသလိုပေါ့ဒီခုနပြောသလိုဒီဟိုဝါရားဖြတ်မဲ့ဟာဆိုလဲဝါရားဖြတ်တဲ့ channel တွေဝါရားဖြတ်တဲ့ကော်မတီတွေဖွဲ့ပြီးတော့တည်တံ့လုပ်ဗျအခုလဲဒီရွေးကောက်ပွဲအတွက်ဆိုလို့ရှိရင်တို့ကလုံးဝဒါဟိုအပိမဲ့အမှန်ပါတယ်ဟုတ်ပါတယ်မှန်ပါတယ်ဆိုတော့တည်တံ့လုပ်ဖို့ဒီ6800ဈားတွေကိုတည်တံ့သူကဖွဲ့လိုက်တာ အဖွဲလိုက်တာဆိုတော့ဒီအဖွဲတွေကထွက်လာတဲ့သတင်းတွေဒီအဖွဲတွေကိုနားထောင်တဲ့လူတွေအကုန်လုံးကတော့ပါဝင်သင့်တယ်ရုပ်ောက်ပွဲကိုလှုပ်သင့်တယ်ဒါကတော့သူကပြောမှာပဲပေါ့အဲဒါမဲ့ဒေဂျာတာတခုကတော့ဒီဟာကိုနားထောင်တဲ့လူပါပဲကျန်တဲ့ပြည်သူကတော့လုံးဝဒါကိုတပိတ်မှောက်မှာပဲစန့်ကျင်မှာပဲဘာဖြစ်လို့ဆိုတော့လုံးဝတရားမျှတမှုမရှိပါဘူးမမှန်ကန်တဲ့ရွေးကောက်ပွဲလည်းဖြစ်ပါတယ်ပေါ့နော်စစ်ကောင်စီကဘာကြောင့်ဒီလိုအချိန်မှမှရွေးကောက်ပွဲကိုလုပ်ဖို့အပြင်းထန်ကြိုးစားနေတယ်လို့ထင်ပါတယ်လဲအဲ ဒီဟာကြတော့နည်းနည်းတော့ပူပြီးတော့လေးနေတယ်ပေါ့နော်ကျွန်တော်ဒီလောက်နိုင်ငံရေးခြေနေရပြောရရင်နိုင်ငံရေးထွက်ပေါက်ပါပဲတို့လက်ထွက်ဖို့ပါပဲဘာလို့ဆိုတော့မင်းအွန်လိုင်းကစပြီးအာနာကိုယူစင်ကလာသူကတမရဖြစ်ချင်တာဟုတ်နော်ဒီအခုလက်ရှိကာကွယ်ဦးစီးချုပ်ကနေကာကွယ်ဦးစီးချုပ်ကြီးကိုလည်းမလွတ်မစွန့်လွတ်ချင်ဘူးဒီဘက်မှာလည်းတမရကြီးကလည်းလှုပ်ချင်သေးတယ်အဲအားကြောင့်ဘယ်မှာအဖြေတွေပေါ်နေလဲဆိုတော့နိုင်ငံတကာကိုဖိတ်ဖိတ်မဖိတ်ဖိတ်အတင်းစွတ်သွားနေတာကိုကဒီဟာကပေါ်လွင်နေတာ အဲ့တော့ပြောချင်တာကနိုင်ငံတကာအကူအညီသူသမီးတွေရုရှားတို့တရုတ်တို့အကူအညီယူလဲအများကြီးမျှော်လင့်နေသူ့မှာကကပြောဆိုပြေးပေါက်ပေါ့တွားခြင်းနဲ့လာခြင်းနဲ့အတခုခုနောက်ဆုံးသူစွန့်ထုတ်ခဲ့ရရင်တောင်မှသူ့မှာဒီလိုပုံစံပေါ့နော်အဲ့လိုပုံစံပေါ်လွင်အောင်သူကလုပ်နေတာပေါ့နောက်တစ်ချက်ကအဲနိုင်ငံရေးစကားအနေနဲ့ပဲကကဆက်ပြောရတယ်သူတို့ရဲ့ဒါထွက်ပေါက်တစ်ခုပါပဲဒါနဲ့သူတို့လက်ထွက်မယ်ပေါ့အာတရားများတာပါတယ်ရွေးကောက်ပွဲကြီးလုပ်ပါပြီအာနာဟုသမရအာနာဟုအန်နေပါပြီ ။အဲပြီးဒါပြည်သူထောက်ခံပါတယ်ဆိုပြီးနိုင်ငံတကာကို legitimacy ပေါ့နော်ဒါကိုသူကချပြကျင်တာပါ။အဲတော့အရင်တော့အသိငယ်တဲ့ဟာကမဲမတမာဘူး။အခုကတရားမျှတတဲ့ဟာကိုလုပ်မယ်။ဒီဟာလေးကိုပဲသူပြန်ပြီးတော့ရှန်တိန်သဘောမျိုးပါပဲကျွန်တော်မြင်ရတော့အဲ့လိုလေးမြင်ပြီးတော့သူလုပ်ပြီးတော့ထွက်ပေါက်တစ်ခုပေါ့။အဲနောက်ကနေသူတို့ရဲ့အကြံဉာဏ်တော့ဘာလဲဆိုတဲ့အခါကျတော့စင့်အာနာရှင်မျိုးဆက်မပြတ်ရေးပေါ့ဒါပါပဲအခုသတင်းတွေထဲမှာသူလက်ရှိစစ်တပ်ကရာရှိတွေအကုန်လုံးကိုအနာဘေးပြောချင်တာတော့ဖျောက်ပလိုက်တာပေါ့ဗျာ ်ပြုတ်ပြီးတော့ရက်ဝက်ပြောင်းသူကမင်းတို့ရက်ဝက်သွားပြီးရင်ရငယ်တွေထည့်ပလိုက်တယ်အခုဆိုတဆညာတွေထည့်ပလိုက်တယ်အဲဒါနောက်ထပ်အခုသွေးသစ်လောင်းတယ်ဆိုပြီးတော့သူတို့ရဲ့အခေါ်ပေါ့တက်ခဲ့အခေါ်ဆိုသွေးသစ်လောင်းတယ်ဆိုပြီးနောက်ထပ်အဲသူ့ရဲ့ဂျူနီယာအဲရာရှိတဲ့အကုန်လုံးကိုရာထူးတိုးပေးအဲဒီစက်တက်တက်မှာထည့်ထားအဲဒါပြောချင်တာကတော့ဟိုသူတို့ကဒီဟာပဲလက်ဆင့်ကမ်းသွားတာပဲအာနာအရှင်တွေရဲ့စနစ်တိုင်းယူဆက်ကိုလက်ဆင့်ကမ်းမယ်အာနာအမ်းမယ်အဲသူကိုယ်တိုင်နဲ့လုပ်မယ်နောက်ထပ်ထပ်ပြီးရောလေသူ့ရဲ့ ဲမျိုးဆက်တွေကိုလည်းတက်ပြီးအာနာရရှိရေးအတွက်ပေါ့ကျိုးပန်းမှာနောက်ဆက်တွဲရတော့ကျွန်တော်တို့ရဲ့သူရဲ့ရည်မှန်းချက်ကတော့ဒီတိုင်းပဲလို့ပဲထင်ပါတယ်ဟုတ်နိုင်ငံတကာအတိုင်းဝိုင်းမှာပေါ့ဒီရွေးကောက်ပွဲကိုဘလို့ရှုမြင်သုံးသပ်တယ်လို့ကိုဗီဒာအနေနဲ့ထင်ပါတယ်နိုင်ငံတကာကတော့အခုလက်ရှိနိုင်ငံတကာဆိုတဲ့နေရာမှာလည်းဟိုတကဘာလုံးမဟုတ်ပါဘူးသူတို့ထောက်ခံတဲ့ဟာတော့အားလုံးသိကြတဲ့အားလုံးလည်းသိကြပါတယ်ရုရှားနဲ့တိကျုပ်ပါပဲเนาะတခြားနိုင်ငံငယ်ငယ်လေးတွေလည်းပါတာပေါ့လေ ဲသူနဲ့ခုနပြောသလိုအဲဒီဒီစီးပွားစီးပွားပေါ့အဓိကစီးပွားဆိုလည်းနဲ့ရောင်းဝယ်လုပ်နေတာလေသူတို့လမ်းမီကူညီနေတဲ့ဟာလေးတွေနိုင်ငံလေးတွေကလွဲလို့ပေါ့အဲဒါပါပဲအဲကျွန်တော်ထင်တာကတော့တော့နိုင်ငံတကာကနေခုနပြောသလိုအားပေးထောက်ခံမှုရှိလားဆိုတဲ့အခါမှာအဲနိုင်ငံတွေလောက်ပါပဲလက်ချိုးညီလို့ရပါတယ်ဒါတွေလောက်ပဲအဲဒါဆိုရုရှားတို့တရုတ်တို့ဆိုတော့ကမ္ဘာမှာအင်အားကြီးဆုံးဆိုတော့ဒါ heavy ဖြစ်နေတဲ့ပုံစံမျိုးပါပဲကျွန်တော်တို့လောက်မဟုတ်ပါဘူးတခြားနိုင်ငံတွေအကုန်လုံးခုဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာနိုင်ငံအသီးသီးမှာ အဲကျွန်တော်တို့ဒီအမေရိကန်မှာလည်းပါတယ်အင်္ဂလန်လည်းပါတယ်အများကြီးပဲပေါ့နော်ဒီတောင်ကိုရီးယားဂျပန်အကုန်လုံးပဲဒီအဓိကတော့ဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့နိုင်ငံချင်းသားတွေလွတ်မြောက်ရေးနောက်သမရဝင်းမြင့်တို့ပြန်လည်လွတ်မြောက်ရေးပြည်ကနာပြောသလိုပေါ့မြန်မာနိုင်ငံအီဂျန်နဲ့ဒီကောင်းမွန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိရေးအတွက်ကိုနိုင်ငံတကာဒီလိုပုံစံလုပ်နေတာပေါ့နော်အဲဒါဆိုတဲ့အခါကျဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ဟိုနိုင်ငံတကာလည်းကုနာပြောသလိုသဘောမတူပါဘူး ဒါဟိုတော်များများလဲဒါဥဒမကတို့ဘာလို့အများကြီးရလဲဒါတွေစာတွေသူတို့ထုတ်ပြန်ထားတာရှိပါတယ်လုံးဝဒါကိုဟိုသဘောမတူဘူးဆိုတဲ့ဟာတွေပေါ့နော်စောင့်ကြည့်လေ့လာတယ်ဆိုတော့ဒါပြည်တွင်းရဲ့ဟိုပြည်တွင်းဖြစ်နေတဲ့ကာလဆိုတော့လေပြည်တွင်းရဲ့အစည်းအဝေးတွေဖြစ်နေတဲ့ပြည်တွင်းကာလဆိုတော့ဒီပေါ်မှာပဲစောင့်ကြည့်ရတဲ့သဘောပါပဲအဲနိုင်ငံတကာအနေနဲ့ဘယ်လောက်ထိသူတို့ကိုလုံနိုင်မယ်ဆိုတော့ထုံးတမ်းတိုင်းဒီလက်ရှိစီးရင်မဟုတ်တဲ့ပြတ်မှတ်တွေပေါ့နော်တက်ပြတ်နေတဲ့အပေါ်တွေနောက်ခုနပြောဆိုလက်ရှိမြန်မာနိုင်ငံရဲ့ခရိုနီအကြီးစားတွေပေါ့ ပြောလို့ရတယ်သူနဲ့ဆက်ဆက်နေတဲ့စစ်တပ်နဲ့ဆက်ဆက်နေကရိုဒီကြီးစားတွေကိုဟိုကျွန်တော်တို့ဒီစီးပွားရေးပိတ်ဆို့အရေးကြီးမှုတွေဒါတွေတောက်လျှောက်လုပ်နေတာပဲဒီခင်းချင်းတွေကဆိုလို့ချင်းသူတို့လုံးဝသဘောမကျဘူးသဘောမတူဆိုတဲ့အားကိုပြနေတာပေါ့ပြောရအောင်မယ့်စီစဉ်ကနေရွေးကောက်ပွဲအကြောင်းကိုနောက်ထပ်ဘလို့ပုံစံမျိုးနဲ့စီစဉ်တင်ဆက်သွားမယ်လို့စိတ်ကူးထားပါတယ်လေအဲစေကောင်စစ်ကောင်စီပေါ့နော်လုံးမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကတော့တောက်လျှောက်သူတို့ပြီးရတဲ့အထိပေါ့နော်ပြီးရသည်ဆိုတာလုံလဲလုံဖြစ်ချင်မှလုံဖြစ်မှာပါ ဒီဘွေးရလည်းဖြစ်ချင်မှဖြစ်မှာပေါ့နော်အဲဆိုတဲ့အခါကျတော့ဘလို့ပဲဖြစ်နေဖြစ်နေလုံးဝကန့်ွက်ကြဖို့ကျွန်တော်အနေနဲ့တော့တိုက်တွန်းနေပါတယ်ပြည်သူအားလုံးဒါတရားမျှတမှုမရှိဘူးမမှန်ကန်တဲ့ရွေးကောက်ပွဲပြီးတော့တို့ရဲ့ခုနပြောသလိုနိုင်ငံရေးထွက်ပေါက်လည်းဖြစ်တဲ့လို့ဆင်အာနာရှင်မျိုးဆက်အဲဒီလို lesson ကမ်းမဲ့ဟာပေါ့နော်ဒီ season ကြီးပြည့်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့လုံးဝဆန့်ကျင်ကြပါလို့လည်းပြောချင်ပါတယ်နောက်ပြီးတော့အဲကိုဗီဒာအနေနဲ့ကလည်းဆက်ပြီးတော့ဒီပုံစံအင်းချင်းကိုဒီဟာသအနေနဲ့ရောတယောစာအနေနဲ့ရောဆက်ပြီးတယောသွားမှာဖြစ်ပါတယ်လုံးဝဒါကိုဆန့်ကျင်ကြဖို့ပေါ့နော် ကျွန်တော်ပြောပြတဲ့အစီအစဉ်တွေထဲမှာလည်းတောက်လျှောက်ပါပါရယ်ဝင်ပြိုင်တဲ့ပါတီတွေရောလက်ရှိပါတီကြီးတွေရောနောက်သူလုံးမဲ့ဟာတွေအကုန်လုံးပေါ့လုံးဝဒါတွေကအမှားပါတယ်ဆိုတဲ့ဟာပေါ့နော်မမှန်ဘူးဒါတွေကထိုင်ကုန်နေရလူဖို့တွေအာနာပါဝါရဖို့အတွက်တခုတည်းဟိုပဲခေါင်းနဲ့တည်ထားတဲ့ဟာပြည်သူဆိုတာဝေလာဝေးပြည်သူဘက်ကိုကြည့်တာမဟုတ်ဘဲနဲ့ဗဇက်ကပဲပြည်သူဆိုတာဟိုခေါင်းနဲ့တက်ထားပြီမဲ့ကျန်တဲ့အချင်းချင်းမှကူကသူတို့ထဲမှကူကအာနာလူပြီးတော့ပြိုင်မဲ့ရွေးကောက်ပွဲမျိုးလည်းဖြစ်တဲ့အတွက်လုံးဝ စံချင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်ပေါ့နော်အခုလိုပါဝင်ဖြစ်ကြပေးတဲ့အတွက်ကိုပေးတော်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဆက်ဟာနာရှင်ပြုလုပ်တဲ့ရွေးကောက်ပွဲပေါ်သူတို့အတန်းဆိုတဲ့အင်တာဗျူးစီစဉ်ကိုဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုပေးသူတို့အုပ်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်